加边个全马过，你自家搞都唔系去搞杯喜来咯咩？所以讲，哎，有搞杯啊！你就算唔嘛，所有啊，这弟嘛，撇来咪所有咧，拄到也，那日都咪试过嘅啊！我边有搞杯啊？你边有？所有所有部门努力，我边一路，一路所谓，呃工作吃力咧，心里家咧。所以讲咯，哎呀，你边后，你你多年来硬做嘅，他管的，比如讲咯，比如话家家啊，周边多布路咧，到到十三年呢，我哎呀，你不得比如讲，生二胎生了。 ဟုတ်ကဲ့ဒီအာအတူရောရွေးကောက်ပွဲလုံးမဲ့ကိစ္စနဲ့ပတ်သက်ပြီးမှနိုင်ငံတကာမှာလည်းဒါเนาะကျွန်တော်တို့တွေးတဲ့နိုင်ငံတိုက်လို့လို့မှာမီခရိုတူလို့မိကြတယ်ဆိုတော့ကျွန်တော်အနေနဲ့က P2 စာတခါယူပွဲကိုအများဆုံးကျွန်တော်တို့ဟာဖော်ဆောင်ဖို့လိုတယ်အဲ့ဒါအတွက်ကိုလည်းကျွန်တော်တို့အာအခုတက်ဆိုင်ရာအဖွဲ့စီတီတော်တော်များများနဲ့ကျွန်တော်တို့စကားပြောပြတာဖြစ်တယ်အဲဥမာအီရန်နိုင်ငံမှာအခုနောက်လိုမျိုးပေါ့เนาะ သူတို့အတွေ့အရရုပ်ောက်ပွဲကိုလုပ်တဲ့အခါမှာအဲ့ဒီမှာသူတို့ digital platform ကိုတုတ်ပြီးမှသူတို့ဒီအတွေ့အရရုပ်ောက်ပွဲနဲ့သူတို့လုပ်ခဲ့တဲ့ဥစ္စာမှာအာ online referendum တွေလုပ်တာကိုကျွန်တော်တွေ့ရတယ်အဲ့ဒါဒီကိုလည်းတက်ဆိုင်အဖွဲ့အစည်းနဲ့ကျွန်တော်ဆွေးနွေးခဲ့တယ်သူတို့နဲ့လည်းကျွန်တော်ချိတ်ဆက်ခဲ့တယ်ဆိုတော့ထုံနေတူပဲအခုကမိခုခုနှစ်ခုကိုကျွန်တော်က P2Q မိမှာဖြစ်တယ်အဲ့ဒါမှလည်း P2Q အာလောက်ကလည်းကြိုးပြုပြီးပြီးမှ P2D ရဲ့စာတကိုကျွန်တော်ကိုပေးကြပါအဲ့ဒါအင်မတန်မှအရေးကြီးတယ် နံပါတ်၁2025ရွေးကောက်ပွဲဒီစစ်ကောက်စီကလို့တော့ရွေးကောက်ပွဲဟာအာနော် legitimate တရားဝင်တလားမတရားဘူးလားဆိုတာမိခေါ်ပေါ့ yes or no အဲ့ဒါပဲဖြေရမယ်ဒါနံပါတ်၁မိခွနာပတ်နှစ်ကတော့ဒါဆိုရင်2025စစ်ကောက်စီကလို့မဲ့ရွေးကောက်ပွဲတွေစစ်ကောက်မစီလို့မဲ့ရွေးကောက်ပွဲတွေ free and fair ဟုတ်တလားမဟုတ်ဘူးလားအဲ့ဒါ yes or no မိခွန်ပဲ ကျွန်တော်ကျွန်တော်တိဋ္ဌာနာကတော့ B2 တွေကိုကျွန်တော်ဟာတတားပဲဖြစ်ဖြစ်နှစ်တားပဲဖြစ်မိခွတ်ပေါ်လာမှာဟုတ်ပြီအဲ့ဒီမိခွတ်ကိုဖိတဲ့အခါမှာတော့မတရားဘူး free and fair ဖြစ်ဘူးလို့ဖြစ်တဲ့ data ကိုကျွန်တော်လုတ်ချင်တယ်ဒီခေတ်မှာ data မရှိပဲနဲ့ဘာတစ်ခုမှလုတ်လို့ရမှာမဟုတ်တော့အဲ့ဒီ data ကိုကျွန်တော်နိုင်ငံတကာကိုချပြရတော့မယ်ဆိုတော့ပြောချင်တာကတော့ကျွန်တော် B2 လူထုတတားလောက်ကိုမိခွတ်မိတယ်2025ရုပ်ောက်ပွဲအစီကောက်စီလို့တော့ရုပ်ောက်ပွဲဒီ free and fair home ဟုတ် ဆိုတော့95ရာခိုင်နှုတ်က free fm မှာဟုတ်ကြောက်ဖြစ်တယ်ဆိုတဲ့ data ကကျွန်တော်မှာရှိဖို့လိုလားဆိုတော့အဲ့ဒါအတွက်ကို p2 တွေကိုကိုကြီးတောင်းချင်တယ်ဒါနပတ်နေပေါ့နပတ်တို့မိခုကဒါဆိုရော2020ရွေးကောက်ပွဲ NLD လက်ထက်ကလို့တော့ရွေးကောက်ပွဲဟာ legitimate ဟုတ်တလားနော်ဒါတရားဝီဖြစ်တလား yes or no ဒါပဲဒါဆိုကျွန်တော်တိထတာ p2 တွေကဒါဟုတ်ပြီဒါတော့2020ရွေးကောက်ပွဲတွေ legitimate ဖြစ်တယ်ဆိုတာဖြစ်နေတယ်ကျွန်တော်တိတယ် အဲ့ဒီကိုကိုကျွန်တော် data ကိုဆွဲပြီးမှနိုင်ငံတကာအားလုံးကိုကျွန်တော်ခြားပြမှာဖြစ်တယ်နံပါတ်၄မိခွန်အကြီးဆုံးဒါဆို2020ရွေးကောက်ပွဲ NLD လက်ထက်ကလို့ရွေးကောက်ပွဲဟာ free and fair ဟုတ်တယ်လားမဟုတ်ဘူးလားဒါပြဆိုမိအောင်လိုက်ကအာနာတိတ်တဲ့အခါမှာအဲ့ဒီ2020ရွေးကောက်ပွဲဟာမတမာဘူးလို့ပြောလို့အာနာတိတ်တာဖြစ်တယ်အဲ့ဒါကိုခြေဖြတ်ဖို့ရအတွက်အဲ့ဒီမိခွန်ကအရေးကြီးတယ်ဆိုတော့ကျွန်တော်တိထတာကတော့ PDT ဟာဟုတ်ပြီ2020ရွေးကောက်ပွဲဒီ free and fair ဖြစ်တယ်ဆိုတာဖြစ်မယ်ဆိုတာဆိုတိတယ်ဒါပေမဲ့ data လို့နေတယ် ဆိုတော့ကျွန်တော် highlight ကဘယ်လိုလာမလဲဆိုဟုတ်ပြီ2020ရွေးကောက်ပွဲတည်း free နဲ့ fair ဖြစ်ကြောင်း95ရာခိုင်နှုန်းတော့ပြည်သူတွေဖြစ်တယ်ဆိုတာကနိုင်ငံတကာကကြားကိုကြားဖို့ရည်ရှိတယ်။ကဲနံပါတ်6နဲ့9နဲ့နော်အဲ့ဒါအကြီးဆုံးနံပါတ်6ခုနဲ့ကိုတော့ခေါ်လိုက်မယ်။ဒါဆိုရင်ဒုက္ခတယ်တွေအတူတဖြစ်ဥမာဒီဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ကျွန်တော်ဒုက္ခတယ်တွေပြည်သူတွေထိုင်းနိုင်ငံမှာရှိတဲ့ဒုက္ခတယ်တွေပြည်သူတွေမလေးရှားနဲ့အိန္ဒိယတို့မှာရှိနေတဲ့ဒုက္ခတယ်တွေပြည်သူတွေအဓိကပေါ့ပြီးမှဒီစစ်ဘေးရှောင်တွေပေါ့ ဒါဆိုတော့အဲ့ဒါအရေးဆိုကခင်ဗျားတို့မှာမြန်မာနိုင်ငံမှာစီအာနာစီဆက်လက်စီတာနေပြီးအေးပြမလားဆိုတဲ့မိခွန်းအရေးအရေးကြီးတယ်သူတို့ကဖီရမှာဖီလာမှာတိတ်ချလာမြန်မာပြည်မှာစီအာနာစီရှိနေရတော့ကျွန်တော်အိမ်မပြဘူးဆိုတာဖီလာမှာပြည်စုံတို့တိတယ်ဆိုတော့စစ်ဆန်စီအဲ့ဒီမိခွန်းဘလောက်အရေးကြီးတယ်လဲဥမာဘင်္ဂလားဒေ့ရှ်မှာစီတရိုဟီချန်ကြီးကိုမှမားလေဖြစ်မယ်ထိုင်းမှာလည်းဖြစ်မယ်မလေးရှားမှာလည်းဖြစ်မယ်အိန္ဒိယမှာလည်းဖြစ်မယ်ကဲကျွန်တော်ပြည်သူတွေ တသားကျော်ကိုမိခွင့်မိတာတသားကျော်ထဲမှာ69ရာခိုင်နှုတ်နိပါကမြန်မာပြည်မှာရှိအာဏာရှိရှိနေရှိတော့အေးပြမှာမဟုတ်ဘူးလို့ဖြစ်ထားတယ်ဆိုတဲ့ data လောက်အရေးကြီးတာကရှိမှာမဟုတ်ဘူးအဲ့ဒါဟာဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်ထိုင်းနိုင်ငံအတွက်အိန္ဒိယနိုင်ငံအတွက်နိုင်ငံတကာအတွက် policy တော့ထွက်လာနိုင်မဲ့ data ဖြစ်တယ်ကဲနံပါတ်6ခုနေမိကောအဲ့ဒါပါလဲဆိုရင်ဒါဆိုရင်မြန်မာပြည်မှာเนาะမြန်မာပြည်မှာ ဖက်ဒရယ်ဒီမိုကရေစီအစိုးရစီပြီးမှ ခမားတို့အေပြာကြီးကိုလိုချွေးအမခံတဲ့လော်လိုက်ကိုအမခံတဲ့စီတီစီကိုအမခံတဲ့ဖက်ဒရယ်ဒီမိုကရေစီအစိုးရစီလိုက်အေပြာမလားဆိုတဲ့မိကိုဖြစ်တယ်။ဒါဆိုရင်တော့ဟုတ်ပြီ။ဘင်္ဂလားဒေ့ရှ်မှာစီတဲ့ကျွန်တော်ပြည်သူတွေရောထိုင်းမှာမလေးရှားမှာဒီနိုင်ငံအင်းနိနာရှိတဲ့တိုင်းမှာဖြစ်လာမှာကဟုတ်ပြီ။ဘတူကအေမပြာချီတဲ့လူရှိမလား။ဖက်ဒရယ်ဒီမိုကရေစီအစိုးရတာဖြစ်လာပြီးမှဖက်ဒရယ်နိုင်ငံတော်ဖြစ်လာပြီးမှလော်လာတော်နိုင်ငံဖြစ်လာတယ်ဆိုပြီးတော့အကုန်လုံးအေပြာချီနေဆိုတဲ့ data ကထွက်လာတဲ့အခါမှာကျွန်တော်တို့က data အားလုံးကိုရှုဆောင်ပြီးမှအဲ့ဒါကိုကျွန်တော်တို့က briefy paper ထွက်မယ် policy paper ထွက်မယ်အဲ့ဒါကိုလွှတ်တော်တိုင်းနဲ့နိုင်အစိုးရတိုင်းမှာအခုနကျွန်တော်ပြောတဲ့ entity တုတ်ခုအောက်မှာ advocacy entity အောက်မှာအဲ့ဒါတွားမှာဖြစ်တယ်เนาะအဲ့ဒါကိုအဲ့လိုနဲ့ကျွန်တော်တို့က P2 ကိုကျွန်တော်တို့ reference ပို့စာလုံး P2 ရဲ့စာတာကိုမကြာခီမှာကျွန်တော်တို့ဟာခါယူမှာဖြစ်တယ် အဲ့ဒီဥစ္စာအတွက်ကိုလည်းကျွန်တော်တို့အခုဆိုတော့ app ကို develop လုပ်ထားတယ် mobile phone ကနေ download လုပ်လို့ရမယ် website ကနေလည်းလုပ်ရမယ်တချို့နေရာမှာဆို hard နဲ့လုပ်ရမယ်ဆိုတော့ကျေကျေပြပြမှာဒီလာမဲ့ဒီသူတို့လုံးမဲ့နေမတိုက်ခီမှာအဲ့ဒါထွက်လာတဲ့အချိန်မှာ p2 ဒီဘယ်နေရာကားပဲဖြစ်ဖြစ်ဘယ်ကားပဲဖြစ်ဖြစ်ဖြစ်တဲ့လူများလေလေနိုင်ငံတကာမှာကျွန်တော်တို့အဲ့ဒါကိုလွှတ်တော်တိုင်းနဲ့အစိုးရတိုင်းမှာဒီစစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲကို delegitimate လုပ်ရမယ် disqualify လို့ရမယ် discredit လို့ရမယ်အခါမှာကျွန်တို့ဟာအဲ့ဒီ data ကအမတားမှရေးချတဲ့အတွက်ကြောင့်ကျွန်တို့ကိုအဲ့ဒါကိုကုငီပေးစီခြင်းနဲ့အဲ့လိုမလုပ်ဘဲနဲ့လက်ပိုက်ကြည့်နေရတော့တရုတ်ကသူတို့လက်ခံထားတယ်တစ်ဖက်ကဆိုရင်ရုရှားကလက်ခံထားတယ်ဘယ်လာရုစ်လိုနိုင်ငံတွေကသူကိုထောက်ခံထားတဲ့အခါမှာတချို့နိုင်ငံတွေဟာလည်းအဲ့လို data နဲ့ B2L2 ရဲ့အတာ data နဲ့မရှိတော့เนาะသူကအခုနလိုပေါ့ free pass ရနိုင်မယ့်အနေထားလည်းရှိတယ်အဲ့လိုမဖြစ်ရလေအောင်အဲ့ဒီ app နဲ့အဲ့ဒီနော် website ထွက်လာတဲ့အခြေနဲ့တစ်ခါနဲ့ပြည်သူတွေလည်းအဲ့မှာ mail pay ပတ်ဝေးပေးချပါလို့ပြည်သူတွေအားလုံးကိုလည်းကျွန်တော်မိတ္တရားခလုပ်ပါတယ်